ဖေကတခါကျရင်စိတ်မချဘူး तू ပါရင်တော့လက်ခံလိုက်တယ် तू မပါတဲ့ကားရဲ့ဆိုတချို့တလေဆိုလို့ရှိရင်အဲ့လို series လို့ပါလို့ဆိုမုံလက်မခံလိုက်ရတဲ့ဟာလေးလည်းရှိရပေါ့เนาะအဲ့တော့ဖေဖေသဘောအတိုင်းပဲပေါ့เนาะဖေဖေခွင့်ပြုချက်ရပါမယ်ရက်ဖြစ်ပါရောဖေဖေရဲ့ဒီအကြံဉာဏ်တွေကိုလည်းမုံအများနဲ့နားထောင်ပြစ်တယ်ပြီးတော့ဖေဖေဆုံးမအဲဟာလေးပေါ့เนาะမုံသေချာပြီးတော့လိုက်နာရဲ့ဖေဖေကအဲ့လိုသူ့ရဲ့အဲ့လိုစိတ်ညစ်ခြင်းတွေအပိုင်းဆိုတိတ်မပြောပြောပြလိမ့်မရှိဘူး ကောင်းပါလေရှင်ကအဲ့လိုပြန်ပြန်ကြာချင်မပြောပြဟိုပျော်စရာတွေအဲ့ဒါကြီးပဲပြောပြရဲ့အချိန်ရောဖေဖေကားရတော့ဟိုတော်တော်များများ live ဖြစ်တယ်ပေါ့နော်ညီမကိုယ်ကလည်း live ဖြစ်တယ်ပြီးရင်ဘေးနားကနေဖေဖေကိုနည်းနည်းဝိုင်းကူပေါ့နော်ဒီကားလေးကလည်းအဲ့လိုပဲအမုံလဲကိုယ်တိုင်ပါရဲ့အတော့ဖေဖေရဲ့တရုပ်ဆောင်မှုတွေကိုလည်းဟိုဘေးကနေပေါ့တောက်လျှောက်လိုက်ကြည့်ဖြစ်ပါတယ်ဟုတ်ပါဖြစ်တာလေပါဖြစ်တာလေပါဖြစ်တာလေကျွန်တော်ပါဖြစ်နေတော့ ရိုက်ပြီးခဲ့ကားမှာ share ပေါ့နော်အခုယုံတော့မတင်သေးဘူးအဲ့ဖေဖေနဲ့ရိုက်ထားရဲ့နောက်ကားလေးလာအောင်မယ်ပေါ့နော်ဖေဖေပါလို့ရောပေါ့နော်အဓိကဖေဖေလည်းပါတော့တမီးကိုပါအဲ့လိုမျိုးထည့်ပေးလိုက်တာပေါ့နော်ပြီးလို့ရှိရင်တမီးကြီးပဲလာကန်းတဲ့အခါကျလို့ရှိရင်အဲ့လိုဖေဖေကတခါကျရင်စိတ်မချဘူး तू ပါရင်တော့လက်ခံလိုက်တယ်။ तू မပါတဲ့ကားရဲ့ဆိုတချို့တလေဆိုလို့ရှိရင်အဲ့လို အော် series လို့ပြောလို့ဆိုမုံလက်မခံလိုက်ရတဲ့ဟာလေးလည်းရှိရပေါ့နော်အဲ့တော့ဖေဖေသဘောအတိုင်းပဲပေါ့နော်ဖေဖေရွေးပေးဟာရဆိုမုံလက်ဖြစ်ပါတယ်အဓိကတော့ဖေဖေကသူပါလို့ရှင်ပို့ပြီးစိတ်ချတယ်စိတ်ချတော့ဖေဖေနဲ့ပို့ပြီးတော့ရိုက်ဖြစ်အောင်ပါခုပေါ့မို့အဲ့လိုလာပြောလို့ရှင်ဖေဖေနဲ့အရင်ပေါ့နော်အဲ့လိုဖေဖေကိုတိုင်ပင်ပြီးတော့မှ ဆက်ဆက်ပြီးတော့လုပ်ဖြစ်တာပေါ့နော်ဘေးဘေးခွင့်ပြုချက်ရပါမယ်ရက်ဖြစ်ပါရောညီမရွေးချယ်လိုက်တာအဲ့လိုမျိုးမှားွားမှာအဲ့လိုဘာလို့အဲ့လိုတခုခုဖြစ်မှာဆိုလို့ပေါ့နော်ဖေဖေကိုပို့ပြီးတော့မောင်ကယုံကြည်ရဲ့အတွက်ဖေဖေကိုအာပြောခိုင်းလိုက်တာပါအဓိကတော့တောင်းစာပဲဆိုမုံအဲဆောင်ပွဲလေးဖြေထားပွားရဲ့ဆိုတောင်းစာနဲ့ပတ်သက်ပြီးတော့ထေချာလုပ်ခိုင်းတယ်ပြီးလို့ရှိရင်ကိုဒီအနုပညာအလုပ်အပြင်ဘာဝါသနာပါသေးလေပေါ့နော်။ဟိုကပြီးတော့ဒီအနုပညာအလုပ်အပြင်အဲ့လို vlog ရရသေးတယ်ကြိုက်တယ်ပြီးတော့အဲ့လို make ်ပြင်ရအကောကိုကြိုက်တယ်ပြီးတော့အဲ့လိုပေါ့နော် vlog ခဲရတာအခုနောက်ပိုင်းပူကြိုက်ရင်တော့ဟိုတင်တော့တင်ပူရပြပြနဲ့ကတစ်ခေါက်လောက်ပဲရပြတင်ဘူးခီးသွားတာဘာလို့လဲပြပြနဲ့အလိုအဲ့လေးပဲတင်ပူရကျန်တာကတော့တငယ်ချင်းနေနဲ့အလိုဟန်ကောက်လို့ဖြစ်တဲ့ဟာလေးပေါ့ဟုတ်ရဲဟိုလိပ်ပါတမီးလေးပါတို့စားရပါဒီမှာဆက်ကြည့်ပေးကြပါဦး ညီမအဲ့လို vlog တွေပါရိုက်တာတော့ခွေးသိပါတယ်။နောက်ပိုင်းကျတော့ပို့ပြီးတော့တည်တာပေါ့။အရင်ကအသိမသိအဲ့လို vlog တွေပါရိုက်တာတွေပေါ့။ဟိုအများကြီးတော့စူးစမ်းအောင်ပါဗျ။ဖေဖေးခြေရာနင်းနိုင်ဖို့ကအာတော်တော်ကြီးစူးစမ်းအောင်ပါဟုတ်။ဖေဖေးကဒီအလုပ်လုပ်လို့ရှင်တော့အာစိတ်ကောလူရောနှစ်ရဖြစ်တဲ့အတွက်အရန်အဲ့လိုပင်ပန်းနေပေါ့နော်။ပင်ပန်းနေပြီးလို့ရှိရင်ဒီအဲ့လို drama တွေပါရိုက်လို့ရှင်တော့မဟုတ် တိတ်ပြီးတော့ drama ရဲ့ပေးမရိုက်ဘူးဟိုနေရအောင်ပြောသေးရဲ့ဥမာငိုတာတို့ဘာလို့ဆိုလို့ရှိရင်အရန်အဲ့လိုနှလုံးထိရယ်ပေါ့ဖေးအမြဲပြောနေကြအဲ့လိုဆိုတော့ဟုတ်အမ်ညာကြီးတော့ဖေးဖေးရဲ့ဒီအကြံဉာဏ်တွေကိုလည်းမှုံအမြဲတမ်းနားထောင်ပြစ်တယ်ပြီးတော့ဖေးဖေးဆုံးမအဲဟာလေးပေါ့နော်မှုံသေချာပြီးတော့လိုက်နာရယ်ပြီးတော့အမှုပညာပေါ်မှာလည်းမှုံဘလိုမျိုးတွေဆက်လျှောက်သွားမလဲဆိုတာကိုလည်းတခြားစောင့်ကြည့်ပေးပါလို့ဟုတ်ဖေးကအဲ့လိုရိုက်ကွင်းမှာရက်လိုက်တယ်ပြီးရင်အိမ်ပြန်ရောက်ရင် အဲတမျိုးနဲ့ဆိုပျော်ပျော်ရွှင်ရွှင်ပဲပေါ့နော်ပျော်ပျော်ရွှင်ရွှင်ပဲနေတတ်တာဆိုတော့အဲ့လိုစလိုက်နောက်လိုက်နဲ့အဲ့လိုပါပဲဖေဖေကအဲ့လိုသူ့ရဲ့အဲ့လိုစိတ်ညစ်ချင်းနေပါလေဆိုတိတ်မပြောပြောပြလိမ့်မရှိဘူးကောင်းပါလေရှင်ကအဲ့လိုပြန်မကြချင်ဘူးမပြောပြအဲ့လိုပျော်စရာတွေအဲ့ဒါကြီးပဲပြောပြရဲ့အချိန်ရောမင်းကအဲ့လိုကြီးမတွေးမိဘူးပေါ့နော်ဖေဖေတို့ပါလို့ဆိုလို့ရှိရင်တော့အာဒါဟိုအသက်အရွယ်လေးရောက်ရောက်လာပြီဆိုတော့ဒီနှလုံးနေပါရဲ့အဲ့လိုမျိုး သမီးအောင်တေချာမစဉ်းစားမိတဲ့ဟာပေါ့နော်အဲ့ဒါကိုဖေဖေကတေချာစဉ်းစားပေးထားတာဆိုတော့မွန်ကိုရန်ကလည်းအလိုဇလန်းနေပါတယ်ဖေဖေတော့တော့မနားမလဲသေးဘူးပေါ့နော်ဇလန်းယူရီယာတွေပါတယ်ဆိုတော့ဖေဖေကတော့အကောင်းဆုံးအဲသူမုံနဲ့နိုင်မဲ့ character လေးကိုတော့အမြဲတမ်းယူပစ်တယ်ပေါ့ဖေဖေနဲ့ကျတော့ကျမ်းမာရေးရပေါ့နော်ဟိုညမကတော့အမြဲတမ်းအလိုညမနဲ့အတူရှိနေသေးတယ်ပေါ့နော်ဘေးမှာရှိနေတယ်မွန်ကတော့ခရူးဆိုင်ဖြစ်ပါတယ်ပြီးတော့ဒီရုပ်ရှင်တွေပါရိုက်လို့ရှင်လည်း ဟိုလိုက်ဝါတော်တော်များရဲ့ဟိုရှူတင်နေပါလေဆိုအခုရန်ကုန်မှာရိုက်လဲလိုက်ဝါဖြစ်တယ်အရှူတင်အားတဲ့ရက်မှာဟိုဒီဘက်အပြင်နေပါလေတငယ်ချင်းတွေနဲ့သွားဖြစ်တာပေါ့နော်ဆိုတော့တောက်လျှောက်ကတော့ဖိဖိကိုအများအားဟိုထိတ်ခဲဆုံးဖြစ်ပါရဲ့လို့